ကိုဝင်ဆောင်ကာလဆိုတာမိခင်နိုင်အတွက်ရင်ခုံရဆောင်ကာလအပိုင်းခြားလေးပဲဖြစ်ပါတယ်နော်။ဒီကာလမှာမိမိကိုယ်တိုင်ကရောမိသားစုဝင်တွေတငယ်ချင်းတွေကပါကိုဝင်ဆောင်မိမိကိုဘာတွေကိုတော့စားပါဘာတွေကိုတော့မစားနဲ့ဆိုပြီးပြောကြပါတယ်။ စားတော့ဆရာတွေထဲမှာဂျန်နာရီကပြဿနာမရှိပေမဲ့ဟင်းချက်တဲ့အခါမှာကိုခန်းအကောင်ဆိုပြီးတော့ထဲချက်လေးရှိတဲ့ဂျင်းကိုစားလို့ဖြစ်ပါမလားပုံမဲ့ချိန်ဆိုကိစ္စမရှိပေမဲ့ကိုဝင်ဆောင်တဲ့အချိန်မှာတော့စိုးရိမ်မိတယ်ဆိုရင်မိမိတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော်ဒီဗီဒီယိုလေးထဲမှာကိုဝင်ဆောင်တွေအနေနဲ့ဂျင်းစားလို့ရလားဂျင်းစားတဲ့အခါဘာလို့ဖြစ်လာတယ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်အပ်တဲ့ subscribe လုပ်ပြီးတော့ဘေးနာ notification လေးလည်းနှိပ်ပေးပါအောင်ရှင် ချင်းကအစိမ်းဆိုရင်ကိုယ်ဝန်ဆောင်မိမိတွေစားလို့ရပေမဲ့အချောက်ခံတာဆိုရင်တော့စားဖို့မသင့်တော့ပါဘူး။နောက်တစ်ချက်ကကိုယ်ဝန်ဆောင်မိမိတွေအလင်းနဲ့ချင်းကိုအများကြီးမစားသင့်ပါဘူးနော်။ဒါဆိုရင်ဆက်ပြီးတော့ကိုယ်ဝန်ဆောင်မိမိတွေချင်းစားတဲ့အခါဘာတွေဖြစ်လာလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်။ပထမတစ်ချက်ကတော့သွေးရင်းကိုလက်စထရောချစေပါရစေ။ချင်းကကိုယ်ဝန်ဆောင်ချိန်မှာသွေးရင်းကိုလက်စထရောပမာဏကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ဘေးရီလေးစီကိုသွေးရောက်ရှိမှုကောင်းမွန်စေပါရစေ။ချင်းစားသုံးတာကသွေးစီစင်းမှုကိုကောင်းစေပြီးတော့ကိုယ်ဝန်ဆောင် ောက်ချိန်မှာ baby list ကိုသွေးစင်းစင်းရရှိမှုတွေကောင်းမွန်စေပါတယ်။နောက်ထပ်တစ်ချက်ကတော့ AAM ချောင်းဆိုကောက်ွယ်ပေးပါတယ်။ကိုယ်ဝေးစောက်ချိန်မှာကိုခံအားပုံမှန်ထက်လဲနေတတ်ပြီးတော့ AAM ချောင်းဆိုဖြစ်လွယ်ပါတယ်။ဒါကြောင့်ကိုယ်ဝေးဆောင်ကာလမှာကိုခံအားကောင်းစေဖို့ဆိုရင်ဂျင်းစားပေးလို့ရပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့ကိုယ်ဝေးအစောပိုင်းကာလပြုတ်အောင်အောင်တည်တာစေပါတယ်။ကိုယ်ဝေးဆောင်အစောပိုင်းကာလမှာခံစားနိုင်တဲ့ပြုတ်အောင်မှုတွေတည်တာစေဖို့လည်းဂျင်းရအထောက်အကူပေးပါတယ်ရှင်။ နောက်ထပ်တစ်ချက်ကတော့အာဟာရဆုပ်ယူမှုကောင်းမွန်စေပါတယ်။ဈေးရဲ့နောက်ထပ်အာနိသင်တစ်ခုက အာဟာရဆုပ်ယူမှုအားကောင်းစေပြီးတော့မိမိရောပြည်ပလေးကိုပါအာဟာရပြည့်ဝစွာရရှိစေဖို့ထောက်ကူပေးပါတယ်။နောက်ထပ်တစ်ချက်ကတော့သရေတရားသက်ထိန်းပေးပါတယ်။ကိုဝေဆောင်ကာလမှာဂျင်းစားသုံးတာကကိုဝေဆောင်စီးရုပ်ဖြစ်နိုင်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့သရေတရားသက်ကိုလည်းအထူးရောက်ဆုံးထိန်းကြီးပေးနိုင်ပါတယ်ရှင်။ နောက်ဆုံးတစ်ချက်ကတော့ဒီဘွားတော်တတစီနေပါတယ်။အစာမကြေတာလေတော့လျောက်တာတွေကိုတတစီဖို့လဲကိုဝင်ဆောင်မိမိတွေအနေနဲ့ခြင်းကိုစားပြီးလို့ရပါတယ်။ကိုဝင်ဆောင်ခြင်းမှာခံစားရတဲ့ရင်ပူတော်တတစီဖို့လဲခြင်းကိုစားသုံးပြီးလို့ရပါတယ်။ခြင်းကအခုလိုမျိုးအကျိုးကျေးဇူးတွေများပေမဲ့ အလွန်အကျွံစားသုံးတာမျိုးတော့မလုပ်သင့်ပါဘူးနော်။ကိုဝင်စားချိန်မှာမိမိရောပြပလေးကိုဝါကျမ်းမာစေဖို့အတွက်နေ့စဉ်စားသုံးမှုမှာအာဟာရပြည့်ဝမြတ်တောင်စားသုံးမိဖို့လိုအပ်ပါမယ်။ကိုခန်းကောင်းစေဖို့နဲ့ကိုဝင်စားချိန်မှာတည်ရင်တကြားတဲ့မြင်နာအစာစင်စနစ်ကျန်းမာစေဖို့ဆိုရင်တော့ကျင်းစားပြုလို့ရပါတယ်။အများကြီးတော့မစားမိပါစေနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်။